ာပါရှင်။တပင်လောကကိုသုံးပြီးတိုင်းပြည်ပုံမှန်အခြေအနေအတိုင်းရှိနေပါပြီဆိုပြီးပုံဖော်နေတဲ့စစ်ကော်မရှင်ဟာအော်တိုဘာလအနောက်ပိုင်းကာလမှာဝါရဖျက်မှုကိုတဆင့်မြင်လာခဲ့ပါတယ်။အဲ့ဒီလိုတဆင့်မြင့်မှုမှာ ရုပ်ရှင်လောကသားတွေကိုအတုံးချကစစ်ကော်မရှင်ပြုလုပ်မဲ့ရေကောက်ပွဲကိုပြည်သူအများကထောက်ခံလာစေရန်ဝါရဖျက်နှင့်ဇလန်းတို့ကိုထုတ်လွှင့်ခဲ့ခြင်းဖြစ်ပါတယ်။တနည်းအားဖြင့်ဇက်သပင်ဖျော်ဖြေပွဲတွေနဲ့လူလူကိုအာယုံကြောင်းထားတဲ့စစ်ကော်မရှင်ဟာရုပ်ရှင်လောကကိုအတုံးချပြီး ရွေးကောက်ပွဲကိုပြည်သူအများစိတ်ဝင်စားလာအောင် အခုလိုအချိန်ကြိုက်ဆောင်ရွက်တာကိုတွေ့ရပါတယ်။အဲဒီလိုအတုံးချမှုတွေကတခုဖြစ်တဲ့ခေတ္တမိုင်းကိုဒုံဆိုင်မိသူများဇလန်းတို့တွေကထူးခြားမှုဟာဒီကနေ့ရုပ်ရှင်လောကမှာထိတ်တန့်တရုပ်ဆောင်တွေကိုအတုံးပြုတ်ရိုက်ခူးတာခြင်းဖြစ်ပါတယ်။ဇာတ်သမင်လောကမှာဖူးချစ်ကလွယ်ပြီးကျန်တဲ့ဇာတ်အဖွဲ့တွေဟာဇမင်းသားအသစ်တွေနဲ့သာလှည့်လည်ကပြနေကြခြင်းဖြစ်ပါတယ်။ဒါပေမဲ့အခုဝါရဖြက်ဇာတ်ကားကိုအများပြည်သူရဲ့စိတ်ထဲမှာထင်အောင်ထင်မှားဖြစ်အောင် ထိတ်တန့်သရုပ်ဆောင်တွေကိုသာအသုံးပြုခဲ့တာကိုတွေ့ရပါတယ်။ဇလန်းတို့ထုတ်လွှင့်ခြင်းမပြုခင်ကစစ်ကောင်မရှင်ဟာ NND အစိုးရလက်ထက်ကရိုက်ကူးထုတ်လွှင့်ခဲ့ပြီးဖြစ်တဲ့လေးဖြူနဲ့မနောတို့တီးဆိုခဲ့တယ်။ရွေးကောက်ပွဲလှုံ့ဆော်ရေး MTV တချင်းနှစ်ပုတ်ကိုအယုတ်တွေပြောင်းထဲကအခုမှတီးဆိုရိုက်ကူးတဲ့သဘောနဲ့ဝါရဖြန့်ခဲ့ပါသေးတယ်။လေးဖြူဟာဖိုင်ကော့အဆိုတော်ဖြစ်ပေမယ့်လူကြိုက်များတဲ့အဆိုတော်ဖြစ်ပြီးမနောဟာကြေးလက်နေပြီးသူအများစုကြိုက်တဲ့အဆိုတော်ဖြစ်ပါတယ် သူတို့တချင်းနေနဲ့ထင်းအောင်ထင်းမဝါရဖြန့်ခဲ့တာဖြစ်ပါတယ်။အလားတူအခုဝါရဖြန့်ဇလန်းတို့မှာလေမျက်မှောက်ကာလထိတ်တန့်အမျိုးသားတရုတ်ဆောင်တွေဖြစ်တဲ့နေတို့မြင်းမြတ်နေဝေးအေးချမောင်တို့ပါဝင်စီခဲ့ပြီးအမျိုးသမီးတရုတ်ဆောင်တွေအဖြစ်ချူလီမင်းမြင့်မို့တို့ကိုပါဝင်စီခဲ့ပါတယ်။ဇက်ပုတ်တရုတ်ဆောင်တွေအဖြစ်ကိုလူကျော်လူကျန်းအဖွဲ့ခေါင်းဆောင်အောင်ခိုင်ငပြောကျော်အောင်တူနိုင်လင်းကလတ်စူပါလီမင်းညိုအုတ်ကပြန်ကြီးရဲရင်ရောပြော အောင်စင်ဖြိုးတို့ကတရုတ်ဆောင်ထားတာကိုတွေ့ရပါတယ်အဓိကတရုတ်ဆောင်တွေဖြစ်တဲ့နေတိုးနဲ့မိမြတ်တို့ဟာလက်ရှိကာလမှာတရုတ်ဆောင်ကြီးအများဆုံးရရှိနေတဲ့အမျိုးသားတရုတ်ဆောင်တွေဖြစ်ပြီးနေဝင်းနဲ့အေးချမ်းမောင်တို့ဟာအခုနောက်ပိုင်းလူကြိုက်များတဲ့အမျိုးသားတရုတ်ဆောင်တွေဖြစ်ကြပါတယ်ကျူးလေးနဲ့မင်းမင်းမို့တို့ဟာလည်းအခုလက်တလောရုပ်ရှင်အရရဆုံးအမျိုးသမီးတရုတ်ဆောင်တွေဖြစ်ကြပါတယ်။ဒါအပြင်နေတိုအေးချမ်းမောင်နဲ့ချူလေးတို့ဟာအခု2025ခုနှစ်အတွင်းအကယ်ဒမီရရှိထားသူတွေဖြစ်ကြပြန်ပါတယ်။ အဲ့ဒီလိုထိတ်တန့်တရုတ်ဆောင်တွေပါဝင်ပေမဲ့ထူးမခြားနာတာကစစ်ကောင်မရှင်ဘက်ကဝါရဖြန့်ရေးဟာဝါရဖြန့်ခြင်းပဲဖြစ်ပါတယ်။တော်လရေးဘက်ကလည်းအလားတူထူးမခြားနာပဲဖြစ်ပါတယ်။အခုစစ်ကောင်မရှင်ဘက်ကဝါရဖြန့်ထုတ်လွှင့်ခဲ့တဲ့ခေတ်သမိုင်းကိုဒုံဆိုင်မိသူများဇလန်းတို့မှာစစ်တပ်ဘက်ကသူတို့ပုံဖော်ခြင်းနဲ့အပိုင်းမျိုးကိုသာထုတ်နှုတ်ဖော်ပြထားပါတယ်။စစ်တပ်ကဆေးရနာရှင်ဟောင်းကိုရရေးဆွဲခဲ့တဲ့2008ခြေဦးနဲ့တောင်မကိုက်ကြီးတဲ့အကြမ်းဖက်အာဏာသိမ်းမှု ဆန္ဒပြမှုတွေကိုစစ်တပ်ကအကြမ်းဖက်ဖြိုခွဲမှုနဲ့အဲ့ဒီလိုမတရားသဖြင့်ဆီယနာတဲမှုကိုဆန့်ကျင်လို့တဲ့အတွက်တော်လိုင်းရေးဖြစ်လာခဲ့တာဒီကိုတော့ချန်လက်ထားခဲ့ပါတယ်။အကြမ်းဖက်ဆန္ဒပြခဲ့ကြကြောင်းမြောက်လှူရှားမှုတွေအကြောင်းနဲ့မီဒီယာတွေကမဟုတ်မမှန်သတင်းများကိုထုတ်လွှင့်နေကြောင်းကိုသာအတုံးလိုက်အတစ်လိုက်မဟုတ်မမှန်တံပြန်ဝါဒဖြန့်ကြေတာကိုတွေ့ရပါတယ်။နမဲကြီးတရုတ်ဆောင်တွေကိုစစ်တပ်အာဏာသိမ်းမှုကို ထောက်ခံသူများနန်းစီရီယံဝန်ထမ်းများအဖြစ်ပုံဖော်ထားပါတယ်။ ဒါပေမဲ့တော်လန်ရေးနဲ့နိုင်ငံရေးကိုစိတ်ဝင်စားသူတွေကိုပေါ်တော်တော်ဟာတာတိရုပ်ဆောင်များဖြင့်ပုံဖော်ထားတာကို တွေ့ရပါတယ်။ပေါ်တော်တော်ဆတာတာတွေကသာတော်လန်ရေးကိုစိတ်ဝင်စားတဲ့သဘောတိရုပ်ဆောင်စီတဲ့ပုံစံကိုတွေ့ရပါတယ်။ဝါရင်လူချမ်းတိရုပ်ဆောင်အောက်ခိုင်းကိုတက်ချက်ကြီးအငိမ့်စားစစ်မှုထမ်းအောင်အဖြစ်တိရုပ်ဆောင်စီခဲ့ပါတယ်။ဆိုရှယ်မီဒီယာသတင်းတွေမှာမှန်ကန်မှုမရှိကြောင်းရရအေချန်တည်ငိမ့်မှုအကြောင်းကိုအလုတ်ကိုလုတ်သည့်နန်းစီရီယန်၏မှန်ကန်ကြောင်းရေကောက်ကွဲကိုထောက်ခံရမည်ဖြစ်ကြောင်း စသဖြင့်ခတ်ထူထူဝါရဖြန့်ပုံဖော်ထားတာကိုစကားတစ်ခုလုံးမှာတွေ့ရပါတယ်။အောင်ခိုင်ရဲ့ဇက်ရုပ်အရာ uniform ချွတ်များအကျော်မှာကြောင့်ဖော်ပြလိုတဲ့ပုံပေါက်နေပြန်ပါတယ်။တနက်ပေးရင်ဘာလုပ်မှာလဲ။ဒုက္ခပေးမဲ့သူဟာကြိုမတိနိုင်ဘူး။ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး social media မှာတင်လာမဲ့ post တွေမှာ comment မရေးဘူးနဲ။ရေးပါကနာကားသွားမယ်လို့ချိချောက်တဲ့ပုံစံတရုပ်ဆောင်ခဲ့တာကိုတွေ့ရပါတယ်။ သူတယောက်ဆောင်မှုတွေကိုကြည်ကနောက်ွယ်ကစေဖို့ကျော်ဟောင်းဥတန်းဆူဥက္ကဋ္ဌလုတ်တဲ့ရွေးကော်ကိုမျိုးလုံးထဲမှာမြင်အောင်မိပါတယ်။အဲဒီလိုစစ်မှုရာအောင်ဇက်ရုပ်ကိုတယောက်ဆောင်ခဲ့တဲ့အောက်ခံရဲ့စကားအတိုင်းပဲ။အဲဒီခေတ္တမိုင်းကိုဒုံဆိုင်မိသူများဇလန်းတို့ကိုဝေဖန်တဲ့အမှုပညာသမားတဝူးကိုစစ်ကောမရှင်ကဇလန်းထုတ်လွှင့်ပြီးမကြခင်မှာပဲဖမ်းဆီးသွားခဲ့ပါတယ်။ Rider Mighty ရဲ့ Facebook အကောင့်ဖြစ်တဲ့တန်းထွန်းစောဆိုတဲ့အကောင့်မှာအဖြူနဲ့အမေအမှန်နဲ့အမား ဓမ္မနဲ့အရမကိုစင်စင်နိုင်တာပညာဆိုတဲ့ post တစ်ခုကိုသာတွေ့ရပါတယ်။အလားတူတရုတ်ဆောင်ကျော်ဝင်းထူရဲ့ Facebook အကောင့်မှာသရောင်းသားတွေနဲ့ရဝုန်းတူပေမဲ့စိတ်ဓာတ်မြင့်မြတ်သူတွေအများကြီးရှိနေတယ်ကွာ။ပတ်ချုပ်ပြီးဆဲဆိုနေတာတော့အဆင်ပြေမနေဘူး။အရာရာအဆင်ပြေနေတာမဟုတ်ပေမဲ့လိပ်ပြာတန့်ကျင်နေ။အမောင်းနဲ့မသွားခြင်းမူ။ခက်ခဲတာတွေအခုထိ တောင့်ခံပြီးနေခဲ့စားခဲ့ရတာပဲလေ။နောက်တစ်ချိန်ပြန်ဖြစ်လာနိုင်တာပဲဆိုတဲ့စိတ်တစ်ခုနဲ့ရှင်သန်စေပါ။ ပြုံးနေပျော်နေနောက်နေတယ်ဆိုပေမဲ့တချို့ကိုချင်းစာစိတ်နဲ့နှစ်သိမ့်အားပေးနေတယ်ဆိုပေမဲ့ကျွန်တော်လက်ရှိတချို့နေရက်တွေငုံနေရတာဘယ်သူမှမသိသလိုပြောပြစရာအကြောင်းမရှိပါဘူးကို့လိုပဲဘယ်သူမှမသိအောင်ငုံနေရတဲ့သူတွေရှိပါလားလို့တွေးပြီးကိုချင်းစာကြရင်အရာရာအဆင်ပြေမင်းနေရောက်လာမှာပါပြုံးနေတိုင်းပျော်နေတိုင်းဆဲနေတဲ့ဟောင်းနေတဲ့တက်တိုက်တီးစီဖို့ပါလို့ဤသားထားတာကိုတွေးရပါတယ်အုံနိုင်ရဲ့ Facebook အကောင့်မှာငါ့ကိုပြောပြောနေတဲ့သူတွေအခုမြင်ပြီလား မမြင်ရသေးသွားရှာကြည့်နော်ဘသူကဘာဆိုတာသိလိမ့်မယ်မသိချင်အောင်ဆောင်ပြလိမ့်မယ်ပြောနေတဲ့သူတွေပုံနေလိမ့်မယ်အဲ့ဒါတဘာဝတွေလို့ဤသားခဲ့ပါတယ်သူတို့သုံးဝက်အနေနဲ့စစ်ကောင်မရှင်ပြုလုပ်မဲ့ရွေးကောက်ပွဲကိုတိုက်ရိုက်ဤညွန်ဝေဘာနာမျိုးတွေမပါဝင်ခဲ့တာကိုတွေ့ရပါတယ်လူတီများတဲ့သူတွေဖြစ်လို့လို့တလို့အထိပယ်ကောက်ပြီးစံဖန်အေးအယူခြင်းလို့သာယူဆရပါတယ်သူတို့ကိုဖမ်းဆီးလိုက်ပြီးမကြခင်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောက်ယှက်ဟန်တာ ဖြက်စည်းခြင်းမှကာကွယ်ပေးရေးဥပဒေနဲ့ရုပ်ရှင်ဒါရိုက်တာစဘူးထွန်းတက်လွင်နဲ့အောင်ချမ်းလူခေါ်အေးချမ်းအောင်တို့ကိုပါအရေးယူလိုက်ပြန်ပါပြီ။ရုပ်ရှင်ဒါရိုက်တာနှစ်ဦးဖြစ်တဲ့ဒါရိုက်တာတက်လွင်ခေါ်စဘူးထွန်းတက်လွင်နဲ့ဒါရိုက်တာအောင်ချမ်းလူခေါ်အေးချမ်းအောင်တို့ဟာရွေးကောက်ပွဲကိုနှောက်ယှက်ဟန်တာမှုကြောင့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကိုနှောက်ယှက်ဟန်တာဖြက်စည်းခြင်းမှကာကွယ်ပေးရေးဥပဒေနဲ့ဖန်ဆီးခဲ့ကြောင်းသိရှိရပါသည်။ သူတို့ဟာခေတ်သမိုင်းကိုဒုံဆိုင်မိသူများဇလန်နဲ့ဇလန်မှာပါဝင်သရုပ်ဆောင်ခဲ့ကြတဲ့အမှုပညာရှင်တွေကိုလူမှုကွန်ရက်ဆာမျက်နှာကနေတဆင့်ဝေဖန်ရေးသားခဲ့ကြတဲ့အပေါ်ထောက်ခံခဲ့ကြလို့ဖန်ဆီးခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ဒါရိုက်တာစဘူထိုးသက်လွင်ကခေတ်သမိုင်းကိုဒုံဆိုင်မိသူများဇလန်တို့နဲ့ပတ်သက်ပြီးကိုပေါက်ကဝေဖန်ရေးသားထားတဲ့ post ကိုလက် reaction ပေးခဲ့တာကြောင့်ဖြစ်ပြီးဒါရိုက်တာအောင်ချမ်းလူကတော့ခေတ်သမိုင်းကိုဒုံဆိုင်မိသူများဇလန်တို့နဲ့ပတ်သက်ပြီး Red ဆိုတော့ရေရန်ချမ်းကဝေဖန်ရေးသားထားတဲ့ post ကို live reaction ပေးခဲ့တာဖြစ်ပါတယ်။တနည်းအားဖြင့်အဲ့ဒီဇလန်းတို့စတင်ထုတ်လွှင့်တဲ့အချိန်ကလေးကပါဝင်သရုပ်ဆောင်ခဲ့ကြတဲ့သူတွေကို social media မှာလူအများကဝေဖန်ရေးသားနေကြတာဖြစ်ပါတယ်။အဲ့ဒီတည်းကမှသူတို့လက်လန်းမိပြီးလူတီများထင်ရှားသူတွေကိုစစ်ကောင်မရှင်ကစန္ဒမူနာပြအဖြစ်ဖမ်းဆီးပြလိုက်တာဖြစ်ပါတယ်။အဲ့ဒီလိုလူတီများသူကိုအရေးယူပြခြင်းဖြင့်နောက်လူတွေအနေနဲ့စစ်ကောင်မရှင်ပြုလုပ်မဲ့ရွေးကောက်ပွဲကို မဝေဖန်ရဲစီနိုင်လောက်တဲ့အထိဖြစ်သွားစေဖို့လှုံ့ဆောင်ခြင်းလို့လဲဆိုနိုင်ပါတယ်။သူတို့သုံးဦးကိုအရေးယူထားကြောင်းထုတ်ပြန်ကြမှာစစ်ကောမရှင်ရဲ့ရေကောက်ပွဲအတွက်ရိုက်ကူးထားတဲ့ခေတ္တမိုင်းကိုဒုံဆိုင်မိသူများဝါရဖြန့်ဇလန်းကိုဝေဖန်နေသူများအားပြင်းထန်စွာအရေးယူမယ်လို့စစ်ကောမရှင်ပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်ဇော်မင်းထွန်းကစစ်တပ်ရုတ်တရက်လိုက်ဖြစ်တဲ့မြောက်ရီရုတ်တရက်ကနေတဆင့်ပြောကြားခဲ့ပါတယ်။သူကပါဝင်ရိုက်ကူးပေးစားတဲ့အမှုပညာရှင်များ ပါဝင်ပံ့ပိုးပေးကြတဲ့သူများအားလုံးကိုကျေးဇူးတင်ကြောင်းပထမဦးဆုံးပြောကြားလိုပါတယ်။ဒါအပြင်ချင်းချောက်နေတဲ့သူတွေဒါနဲ့ပတ်သက်ပြီးဝေဖန်နေတဲ့သူတွေနဲ့ပတ်သက်ပြီးထိရောက်ပြင်းထန်စွာအရေးယူသွားမှာဖြစ်တယ်လို့ပြောကြားခဲ့တာပါ။အခုလက်ရှိမှာအဆိုပါဝါရဖျက်ဇလန်းမှာပါဝင်ခဲ့ကြတဲ့တရုတ်ဆောင်တွေပါဝင်တဲ့ဇလန်းတွေကိုအမပေးကြရနဲ့။အဲ့ဒီတရုတ်ဆောင်တွေကြောင်းညာထားတဲ့ထုတ်ကုန်တွေကပါမကြံ။ Vico ပြုလုပ်ရပြည်တွင်းပြည်ပါကပြည်သူတွေနဲ့အခွင့်အရေးတချို့ကတိုက်တွန်းနေကြကြောင်းလည်းတွေ့ရပါတယ်။ ရန်ကုန်ဒေသမှာလှုပ်ရှားတိုက်ခိုက်မှုတွေဆောင်ရွက်လျက်ရှိတဲ့မြို့ပြပျောက် जा အဖွဲ့ကလည်းအဲ့ဒီဝါရဖြက်ဇလန်းတို့မှာပါဝင်တရုတ်ဆောင်ခဲ့ကြတဲ့တရုတ်ဆောင်တွေကိုပြင်းထန်စွာအရေးယူမယ်လို့အော်တိုဘာလ28ရက်နေ့မှာထုတ်ပြန်ထားကြောင်းတွေ့ရပါတယ်တိုက်ဆိုင်မှုတစ်ခုကတော့အဲ့ဒီဇလန်းတို့ထုတ်လွှင့်တဲ့ကာလဟာထိုင်းနိုင်ငံမှာပြောတဲ့ဆိုတဲ့မြန်မာရုပ်ရှင်ယုံတင်ရဆောင်ရွက်နေတဲ့ကာလဖြစ်လျက်ရှိနေပါတယ်။အဲ့ဒီပြောတဲ့ဇက်ကားမှာခေတ္တမိုင်းကိုတုံးဆိုင်မဲ့သူများဝါရဖြန့်ဇလန်းမှာပါဝင်တရုတ်ဆောင်ထားတဲ့နေဝင်လဲအဓိကပါဝင်တရုတ်ဆောင်ထားခြင်းဖြစ်ပါတယ်။ အဲ့ဒီဇာတ်ကားကိုယုံတင်ရ promotion ပွဲကို NLD အစိုးရလက်ထက်2020ရွေးကောက်ပွဲအောင်နိုင်ရေးဇာတ်ကားခိဝင်ကိုထန်ခလန်းကိုရှောက်မှာပါဝင်တရုတ်ဆောင်ခဲ့မှုတဲ့ဖြုံးွေဆိုကဥဆောင်လောက်ကင်နေကြောင်းသတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ဖြုံးွေဆိုဟာဘန်ကောက်ကမဟာချိုင်မှာမဟာနယ်အမည်နဲ့မြန်မာစားတောက်ဆိုင်နဲ့ဘားဖွင့်ထားသူလည်းဖြစ်ပါတယ်။မဟာနယ်ဘားမှာဂျောတန်ဇာတ်ကား promotion ဆောက်လုပ်တဲ့နေ့မှာမဟာချိုင်နေမီကမြန်မာလုပ်သားတွေနဲ့ဂျောတန်ဇာတ်ကားပြရဲ့စီစဉ်ကြသူတို့အကြား ြစ်တနာဖြစ်ပွားခဲ့ကြောင်းလည်းသတင်းတွေအရသိရှိရပါတယ်။စစ်ကောင်မရှင်ဘက်ကအခုဇလန်းတို့ထုတ်လွှင့်အပြီးမှာထိုင်းနိုင်ငံအတွေ့ရောက်ရှိနေထိုင်ပြီးရောသံပရိုမိုးရှင်းမှာပါဝင်ခဲ့ကြသူတွေအနေနဲ့မြန်မာစားတောက်ဆိုင်အားလုံးကို ပြန်လည်တောင်းပန်နေကြတာကိုလည်းတွေ့ရပါတယ်။ဒါကြောင့်ရခိုင်ကလို့စစ်တပ်ဖိအားပေးလို့ပါဝင်ခဲ့ရတယ်ပူပေါင်းခဲ့ရတယ်လို့စင်စစ်ပေးတောင်းပန်ရုံနဲ့ပြီးသွားနိုင်တဲ့သဘောမရှိတော့ပါဘူး။စစ်ကောင်မရှင်ဘက်ကိုကြည့်မယ်ဆိုရင်ဒီနေ့မြမောက်ခင်မှာအောင်မြင်နေတဲ့ရုပ်ရှင်တရုပ်ဆောင်တွေကိုအတုံးချတာ သူတို့ရဲ့ထောက်ပေါက်ဖြစ်တဲ့ရွေးကောက်ပွဲကိုပြည်သူကထောက်ခံအောင်ဆောင်ရွက်လာခြင်းဖြစ်ပါတယ်။အမှုပညာကိုချစ်ခင်ကြတဲ့မြန်မာတွေဟာဇမင်းသားတွေကိုတင်းရာနဲ့ချီပြီးစုချတတ်ပါတယ်။အခုလိုနာမည်ကြီးတရုတ်ဆောင်တွေကထင်အောင်ထင်မှားဖြစ်အောင်ဝါရဖျက်မှုတွေမှာငါတို့ကြိုက်တဲ့မင်းသားငါတို့ကြိုက်တဲ့မင်းသမီးကဇကားထဲမှာပြောသွားတာစစ်တပ်အုပ်ချုပ်တာမခံချင်ရင်ရွေးကောက်ပွဲကိုထောက်ခံရမယ်တယ်လို့ဖြစ်သွားနိုင်ပါတယ်။ဒီအခြေအနေကိုသိတာကြောင့်လဲစစ်ကော်မရှင်ကအောင်မြင်နေတဲ့ရုပ်ရှင်တရုတ်ဆောင်တွေကိုအခုလိုအတုံးချကား သူတို့လိုဒီလိုဝါရဖြန့်ချက်ကရိုက်ကူးထုတ်လွှင့်ခဲ့ခြင်းဖြစ်ပါတယ်ရှင်